ြန်မာနိုင်ငံမှာ Federal စနစ်ကျင့်သုံးမှုအတွက်ဆွေးနွေးညှိနှိုင်းရမယ့်အကြောင်းအရာတွေထဲမှာနိုင်ငံသားအပြင်ပြည်နယ်သားဆိုတာရောရှိတဲ့လားဆိုတဲ့ကိစ္စဟာလည်းပါဝင်ပါတယ်။ Federal စနစ်ကျင့်သုံးတဲ့နိုင်ငံအများစုမှာတော့နိုင်ငံသားအပြင်ပြည်နယ်သားဆိုတာကိုပါခွဲခြားဖော်ပြမထားပေမဲ့ပြည်နယ်တွေမှာတည်ကြားစီရှိတဲ့အခွင့်အရေးနဲ့တာဝန်တွေရှိနေတတ်ပါတယ်။ဒါပေမဲ့ ဖက်ဒရယ်နိုင်ငံတွေမှာပြည်နယ်သားဆိုတာထက် နိုင်ငံသားဆိုတာကိုပဲဥတီဖော်ပြတတ်မှတ်ကြပါတယ်။နိုင်ငံသားဖြစ်တည်မှုနဲ့လူဝင်မှုကြီးကြပ်ရေးဆိုတာတွေကိုဖက်ဒရယ်အစိုးရကပဲဆုံးဖြတ်တာပါ။တိုင်းရင်းသားလူမျိုးကို အခြေခံထားတဲ့ပြည်နယ်တွေနဲ့ဖွဲ့စည်းမဲ့မြန်မာနိုင်ငံဖက်ဒရယ်စနစ်မှာနိုင်ငံသားအပြင်ပြည်နယ်သားဆိုတာရောရှိတဲ့သလားဆိုတာနဲ့ပတ်သက်လို့ဆွေးနွေးညှင်းခုံနေတာတွေလည်းတွေ့ရပါဗျ။ ဖက်ဒရယ်ဒီမိုကရေစီပြည်ညင်မှာတော့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဟာပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များနဲ့၎င်းပြည်နယ်များအတွင်းမှာရှိတဲ့ပြည်သူလူထုထံမှဆင်းသက်သည်လို့ဆိုထားတာကြောင့်နိုင်ငံသားအပြင်ပြည်နယ်တွေမှာနေထိုင်တဲ့ပြည်နယ်သားဆိုတာရှိသင့်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဒေါက်တာလျှံမုံစာကောင်းက ပြောပါတယ်။ နိုင်ငံသားပင်ပြည်နေသားဆိုတာပြည်ထောင်စုဖွဲ့မှာပြည်နေဖွဲ့ရှိတယ်ဆိုရင်တော့အဲ့ဒီပြည်နေပြန်နေထိုင်တဲ့လူတွေကိုကျွန်တော်တို့ပြည်နေသားလို့မခေါ်ရင်ပါခေါ်မလဲဆိုတော့အဲပြီးတော့ကျွန်တော်တို့ဖက်ဒရယ်စနစ်ကိုသွားမယ်ဆိုရင်တော့အစိုးရလည်းအစင်အနေဆုံးနှစ်ဆင့်သုံးဆင့်ရှိရမယ်ဆိုရင်အဲ့ဒီအဆင့်မှာရှိတဲ့ဟိုနိုင်ငံသားတွေဟာသူတို့ဒေသရဲ့အခွင့်အရေးမရသင့်ဘူးလားသူတို့အတွက်ကြောင့်ဒါ ပီနေတာဆိုတာလည်းရှိတင်ပါတယ်။နံပါတ်အဲ့ဒီမှာပီနေတာလို့ကျွန်တော်တို့ခေါ်ရတဲ့ကြောင်းရင်းသေးမှာအခြေခံမူနှစ်ခုပေါ်မှာကျွန်တော်တို့အာအခြေခံပြီးတော့ကျွန်တော်တို့မိတီပြီးတော့ပေါ့နော်။ပီနေတာလို့ခေါ်ခြင်းဖြစ်ပါတယ်။နံပါတ်၁ကတော့ကျွန်တော်တို့ခုဖက်ဒရယ်ဒီမိုကရေစီချာတာရအချုပ်အခြာအာဏာကိုအတိတ်ပြဖွင့်ဆိုတဲ့အခါမှာဟူတွန်းကလို့အချုပ်အခြာအာဏာဒီနိုင်ငံသားတို့ထံမှာရှင်းတဲ့တည်ဆူတဲ့ popular sovereignty တခုထင်းနဲ့ကျွန်တော်တို့မလုံလောက်တော့ဘူးလို့မြင်ပါတယ်ထို့အတွက်ကြောင့်ကျွန်တော်တို့ပေါ်ပြထားတာအချုပ်အချာနာသည့်ပြည်ထောင်စုဖွဲ့ဝင်ပြည်နေများနဲ့ရင်းပြည်နေများအတွင်းရှိပြည်သူလူထုထံမှစင်သက်သည်ဆိုပြီးတော့ state based popular sovereignty ပြည်နေကိုခြိခံသောအာခြိအပြည်နေကိုခြိခံတဲ့ပေါ့နော်အချုပ်အချာနာကိုဒီပေဖွင့်ဆိုခြင်းကိုကျွန်တော်တို့ အာဒီမှာကျင့်သုံးပါတယ်ဒါကိုကျွန်တော်တို့အနေနဲ့ bottom up federalism လို့လည်းခေါ်ပါတယ်သူတွေ့ကြအဲ့ဒီမူရပြီးနေသားဆိုတာရှိကိုရှိရမယ်ဒါနံပါတ်1ဖြစ်ပါတယ်နံပါတ်2ကတော့ကျွန်တော်တို့တိုင်းရင်းသားလူမျိုးတွေပြည်နုံစာ6ရလည်းပဲကျွန်တော်တို့ပြည်နေသားတွေကိုဒီဒီဒီအာကိုပိုင်ပြတ်ထန်ခွင့်ပေးထားပြီးသားဖြစ်တဲ့တွေ့ကြပြီးတော့အဲ့ဒီမိမိတို့ပိုင်ဆိုင်ထားသူနေမိကိုမိမိတို့စံသားလျှောက် ပြီးထောင်စုဖွဲ့ဝင်မှာပူပေါင်းဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့်မိမိတို့ပိုင်ဆိုင်ထားသောပြည်နယ်တွင်မှာရှိတဲ့ခွင့်ကြီးကိုကျွန်တော်တို့နေတဲ့ထိမ့်သိမ့်ဖူးလို့ရတယ်။ထို့တွေ့ဆုံးပြည်နယ်သားစုကရှိကိုရှိရမှာဖြစ်ပါတယ်ဆိုတာအချက်တစ်ချက်ပေါ်မှာဒါကျွန်တော်ချီးခံပြီးတော့အာပေါ်ပြချင်တာဖြစ်ပါတယ်။နံပါတ်၁ကအချုပ်အခြာအနာတိပြဖွင့်ဆောင်မှုနံပါတ်၂ကနေမီပိုင်ဆိုင်မှုဒီနှစ်ခုပေါ်မှာချီးခံပြီးတော့ကျွန်တော်တို့ပြည်နယ်သားရှိဖို့လိုတယ်ဆိုတာကျွန်တော်တို့အနေနဲ့ပေါ်ပြချင်ဖြစ်ပါတယ်။ နိုင်ငံသားနဲ့ပြည်နယ်သားမှာ အခွင့်အရေးနဲ့တာဝန်တွေမတူညီတာကြောင့်နိုင်ငံသားအပြင်ပြည်နယ်သားဆိုတာရှိတင်တယ်လို့ကရင်နီပြည်အတိုင်းပင်ခံကောင်စီရဲ့တွဲပတ်အထွေထွေအတွင်ရေးမှူးမူအန်ဂျလာက အခုလိုဆွေးနွေးထားပါတယ်ရှိရမှာပေါ့နော်ကျွန်မဆိုရင်တော့ဥမာမြန်မာနိုင်ငံသားအာပြီးတော့ဘယ်ပြည်နယ်ပြည်နယ်ရောခရီးနေပြည်နယ်တာပေါ့နော်ပြည်နယ်သူပြည်နယ်တာဖြစ်တယ်ပေါ့ဆိုတော့ အခွင့်အရေးတွေလည်းမတူဘူးပေါ့နော်ဒီနိုင်ငံသားဖြစ်လို့ရှိရမယ့်အခွင့်အရေးပေါ့နော်တခုရဲ့ပြည်နယ်သားဖြစ်လို့ရှိရမယ့်အခွင့်အရေးပေါ့နော်ကျွန်တော်တို့အခွင့်အရေးကလည်းမတူနေဘူးအအခြေအနေချင်းကလည်းမတူတဲ့အနေအထားတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ပြည်နယ်သားဖြစ်တဲ့ပြည်နယ်သားလည်းရောကျွန်တော်တို့လိုရမယ့်တောင်းဝန်တွေတသက်ရှိမယ်ကျွန်တော်တို့ရရမယ့်အခွင့်အရေးတသက်ရှိမယ်နိုင်ငံသားဆိုတဲ့နိုင်ငံသားလည်းရောပေါ့နော်ဆိုတော့ဒါတော့နောက်ခုစလုံးကတော့ဆက်ပြီးတော့မှရှိနေရမယ့်ဟာဖြစ်ပါတယ် ဖက်ဒရယ်ဒီမိုကရေစီကိုအကောင့်အထည်ဖော်ရင်ပြည်내သားဆိုတာဟာမဖြစ်မနေရှိလာမှာဖြစ်လို့ပြည်내သားနဲ့နိုင်ငံသားကြားမှာဘယ်လိုပုံစံနဲ့အပြန်အလှန်သတ်မှတ်မလဲဘယ်လိုစံနှုန်းတွေနဲ့ထားရှိသတ်မှတ်မလဲပြည်내ဘဏ္ဍာခုအပေါ်မှာအခြေခံဖွဲ့စည်းမလဲဆိုတဲ့စားတဲ့အကြောင်းအရာတွေကိုအဓိကထားဆွေးနွေးရမှာဖြစ်တယ်လို့ Politics for Women မြန်မာတီထောင်သူလီလီယန်ကသူ့အမြင်ကိုအခုလိုပြောပါတယ် ုချိန်မှာ Federal Democracy ကိုကောင်းတဲ့ပုံရံနဲ့မဖြစ်မနေလုပ်ရမယ့်ကိစ္စပြည်내သားကိုပြုတ်တတ်မှတ်တယ်ဆိုတဲ့ကိစ္စ။ပြည်내သားကမဖြစ်မနေရှိလာတော့ဆိုတော့ဒီပြည်내သားကိုဘယ်လိုတတ်မှတ်မလဲ။ပြည်내သားနဲ့နိုင်ငံသားကြားထဲမှာဘယ်လိုပုံစံနဲ့ဒါအပြန်အလှန်တတ်မှတ်ကြမလဲဆိုတော့မေးဖို့အကြီးရှိတယ်။လက်ရှိချိန်မှာကတော့ဒီ Federal Democracy ကိုသွားမယ်လို့ကျွန်တော်စကားဥတော်တန်းထားပြီ။ဒါပေမဲ့ကျွန်내စံနှုန်းတွေရရောဒီအင်ဂျင်လက္ခဏာတွေရရောဘာလို့မှမလုပ်ရသေးဘူး။ တော့ကျွန်တော်တို့ပြည်နယ်ဘယ်တစ်ခုရှိမလဲဒါချိန်လက္ခဏာပထမဆုံးစဉ်းစားရမှာဘယ်ပုံမှာအခြေခံပြီးတော့ခုနမျိုးဖွဲ့စည်းမလဲပေါ့နော်ဆိုတော့ဘယ်ပုံမှာအခြေခံပြီးဖွဲ့စည်းမလဲလို့မေးရင်နိုင်ငံရေးစုဖွဲ့မှုကိုဘယ်ပုံစံနဲ့လုပ်ကြမလဲဆိုတာဟာအဲ့ပုံမှာအခြေခံပြီးစုကိုပြောမလဲဆိုတဲ့အချိန်မှာညင်အောင်ပါပဲနော်ဆိုတော့ကျွန်တော်လူမျိုးရေးတို့နယ်မျိုးတို့ဆိုစဉ်းကြတကယ်တော့နိုင်ငံရေးစုဖွဲ့မှုကိုဘာနဲ့အခြေတည်ပြီးတော့သွားမလဲဆိုတာနိုင်ငံရေးစုဖွဲ့မှုဘယ်နှစုရှိရမလဲဆိုတဲ့မေးခွန်းအဲ့နိုင်ငံရေးစုဖွဲ့မှုနဲ့ဒီနိုင်ငံနဲ့ကြားထဲမှာဘယ်လိုပြန်ချိတ်ကြမလဲဆိုတဲ့မေးခွန်း အနာဘလိုခွဲဝေမလဲပေါ့နော်ဒီအနာဘလိုခွဲဝေမလဲဆိုတော့ပြည်နယ်သားဖြစ်မှုပေါ်ကိုရွေးတဲ့ချိန်မှာနိုင်ငံသားကိုအရင်သတ်မှတ်ထားတဲ့သူတွေထဲကပဲပြည်နယ်သားကပြန်ရွေးပြည်နယ်ကပြန်ရွေးမလားပြည်နယ်ကခွင့်ပြုလိုက်ပြီးသားပြည်သူကိုနိုင်ငံသားအနေနဲ့ပြန်ရွေးမလားပေါ့နော်ဆိုတော့ပြန်ပြီးတော့အော်တိုတိမှတ်ပြုမလားဆိုတဲ့ကိစ္စလည်းတော်တော်တော်တော့ဒါလောက်အောင်ပဲပမောမူဒီလဲဆိုတော့ပြည်နယ်နဲ့ဒီပြည်ထောင်စုကြားထဲမှာနိုင်ငံရေးအရာ စီးပွားရေးရာလူမှုရေးရာအနာဘလို့ဖွင့်ဝေကြမလဲဆိုတာအဓိကမှန်နိုင်ကြမယ်လို့ထင်ပါတယ်လို့မြန်မာနိုင်ငံမှာ Federal Democracy စနစ်ကျင့်သုံးရင် နိုင်ငံသားအပြင်ပြည်နယ်သားဆိုတာရှိသင့်တယ်လို့ဆွေးနွေးခဲ့ကြသလိုနိုင်ငံသားဆိုတာပဲရှိသင့်တယ်လို့ထောက်ပြထားကြတာတွေလည်းရှိပါတယ် ျွန်တော်အမြင်ကတော့ဒီအခုကျွန်တော်အမေရိကန်မှာနေရလေနော်ပြောကျွန်တော်အိန္ဒိယတို့ထိုင်းတို့မှာလည်းကျွန်တော်နေဘူးတယ်ကျွန်တဲ့နိုင်ငံတစ်ခုလောက်လည်းနေဘူးတယ်နိုင်ငံသားဟာတနိုင်ငံပဲရှိတယ်ဗျအဲပြည်နယ်သားလို့တော့မရှိဘူးဒါပေမဲ့တစ်ခုတော့ရှိရပေါ့ကိုနေထိုင်တဲ့နေရာကိုဟိုပြည်နယ်သားလို့ပြောမလားပေါ့လေနော်ဆိုတော့တကယ်ကြောင့်နိုင်ငံသားဖြစ်ပိုင်ခွင့်ကတစ်ခုပဲရှိတယ်ပြည်နယ်သားဆိုတာကျွန်တော်ထင်တာဟို residency လို့ခေါ်တာပေါ့အင်္ဂလိပ်လိုဟိုမြန်မာလိုဆိုဘယ်လိုပြောမလဲဥပမာပြဟာခင်ဗျရန်ကုန်မှာနေရန်ကုန်သားပေါ့သိရမလား ဆိုအဲ့ဒါမျိုးနိုင်ငံသားကတော့မဟုတ်ဘူးဗျအဲ့ဒါသိရမလား two different concept လေဟိုမတူနဲ့တူရဲ့ user နှစ်ခုကဟိုသူကပြည်နယ်မှာနေထိုင်နေတဲ့သူပဲပြောလို့ရမှာလေနော်ပြည်နယ်သားဆိုတော့မရှိလောက်ဘူးကျွန်တော်မြင်ရတော့ဟုတ်နိုင်ငံသားအပြင်ပြည်နယ်သားဆိုတာခွဲခြားတတ်မှတ်လာရင် အခွင့်အရေးခွဲခြားဆက်ဆံမှုတွေရှိလာနိုင်တယ်လို့ပူးပေါင်းဆောင်ရွက်တဲ့အခမ်းကဏ္ဍတွေမှာအားနည်းသွားစေနိုင်တယ်လို့ ဖက်ဒရယ်စနစ်နဲ့အခြေခံဥပဒေရေးရာလေးလာသူဦးခင်မောင်ဝင်းကထောက်ပြပြောဆိုထားပါတယ်။ဘယ်ဖက်ဒရယ်နိုင်ငံမဆိုနိုင်ငံသားဆိုတာပဲရှိတယ်။အဲ့တော့ဒါမဲ့ဒီမှာပြောလို့ရတယ်လူမျိုး background ကတော့နော်အော်ဘာသာရေး background ကတော့မတူတဲ့ဘာသာတွေနော်မတူတဲ့ ethnic background တွေရှိနိုင်ရှိနိုင်ပါတယ်အဲရှိလည်းရှိကြတယ်ဒါပေမဲ့ပြည်နယ်သားဆိုပြီးတော့မရှိဘူးနိုင်ငံသားဆိုတာပဲရှိရမယ် ဲ့တော့ Federal နိုင်ငံတွေမှာဒီလူဝင်မှုကြီးကြရေးနဲ့နိုင်ငံသားဖြစ်မှုကိစ္စတွေကို Federal အစိုးရဆင်းရဲပဲဆုံးဖြတ်ကြတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာပြည်နယ်သားဆိုပြီးတော့မှဆွေးနွေးကြရတဲ့ဟာကျွန်တော်ကြားရပါတယ်အဲ့ဒါကကျွန်တော်သတိထားသင့်လို့ကျွန်တော်ယူဆပါတယ်ပြည်နယ်သားအယူဆကိုသိသိင်လိုက်ရင်ပူပန်းဆောင်ရမှု short ကြစေပါတယ်ငါတို့ပြည်နယ်လာရင်မင်းတို့ခြားပြည်နယ်လာတဲ့လူကငါတို့ပြည်နယ်စီကံတိုင်းနေရအဲ့ဒါကပြောကြ understood သူပြည်နယ်ဥပဒေတိုင်းနေရမယ်ဆိုတဲ့ဟာဒါပေမဲ့တချို့နေရာမှာအခွင့်အရေးခွဲခြားဆက်ဆံဖို့ဖြစ်လာရင်ပြဿနာရှိတယ် ပြီးတော့မှပြည်တွင်းမှာလွတ်လပ်စွာကိုဖက်ဒရယ်နိုင်ငံတစ်ခုတည်းမှာလွတ်လပ်စွာသွာလာလှုပ်ရှားမှုကိုကြံတရာရောက်တာဖြစ်သွားတယ်အဲ့ဒါအဲ့ဒါဘယ်ဖက်ဒရယ်နိုင်ငံမှာမလုပ်ပါဘူးပြည်တွင်းမှာလွတ်လပ်စွာသွာလာလှုပ်ရှားမှုကိုခွင့်ပြုထားပြုလို့တယ်ပြီးတော့နိုင်ငံသားတွေဟာတနင်္ဂနွေထဲမှာနေတာဖြစ်တဲ့အတွက်ရေကြီးရမျက်နှာရရေကြီးရမျက်နှာဆိုတဲ့မှာခုနစီးပွားရေးတခုတည်းမဟုတ်ဘူးကိုယ့်ရဲ့ပညာရေးတွေလည်းဖြစ်နိုင်တယ်လူမှုရေးရလည်းဖြစ်နိုင်တယ်နော်ကချင်ပြည်နယ်မှာဆွေမျိုးတွေကြံခဲ့တဲ့အတွက်ရန်ကုန်က လူတွေသွားပြီးအခြေချနေတာမျိုးဖြစ်နေတယ်အဲ့လိုကာလမျိုးတွေမှာပြည်내သားဆိုပြီးတော့မှပြည်내နဲ့ဥပဒေနဲ့ချုပ်ပြီးတော့မှကျွန်တော်တို့ရဲ့လွတ်လပ်စွာပူပေါင်းဆောင်ရွက်ခွင့်ကိုတားဆီးတဲ့ဟာမျိုးကအန်တွေဖြစ်စေနိုင်ပါတယ်ဆိုဂျိုးတွေဖြစ်စေနိုင်ပါတယ်ကျွန်တော်ဒီနေရာမှာမြင်တာကျွန်တော်ဥပမာပေးပါမယ်ဥရောပသမဂ္ဂဥရောပသမဂ္ဂဒီလက်အချုပ်ချအာဏာပိုင်နိုင်ငံတွေနဲ့စုဖွဲ့ထားတဲ့နိုင်ငံအဲ့ဒီနိုင်ငံတွေကပူပေါင်းဆောင်ရွက်မှုကအရင်မြင့်တက်လာတယ်ပူပေါင်းဆောင်ရွက်တာအကျိုးရှိတယ်သူတို့သိတယ် ပါမဝူဆိုထောင်ကိုရနော်58ခုနှစ်လောက်ကနေပြီးတော့နိုင်ငံ၄၅ခုနဲ့ဖွဲ့ခဲ့တဲ့ပူပေါင်းဆောင်ရွက်အဖွဲ့ကအဲ့ကျွန်တော် EU လို့တော့မခေါ်ပါဘူး EC လို့တော့မခေါ်သေးဘူးစာချုပ်ရပူပေါင်းဆောင်ရွက်တဲ့ ECS European Core and Steel Community လို့ခေါ်တယ်အဲ့ community မှာနိုင်ငံ6ခုပါတယ်နော်ဟို Germany Belgium ပြင်သစ်လူဇင်ဘာ Italy အဲနောက်တစ်နိုင်ငံပေါ့လေဆိုတော့အဲ့ဒီ6နိုင်ငံရဲ့ပူပေါင်းဆောင်ရွက်မှုကနောက်ပိုင်းမှာကောင်းလာတဲ့အတွက် ူပေါင်းဆောင်ရတာအကျိုးရှိမှသိလာတဲ့အတွက်ပူပေါင်းဆောင်ရလိုက်ပြီးတော့မှသူတို့ကနောက်ဆုံးကျ EU ဖြစ်လာတယ်ပြီးတော့နိုင်ငံတစ်ခုချင်းကသီးခြားငွေကြေးစနစ်တွေကိုတော့မှပယ်ဖျက်ပြီးတော့မှ Euro ဆိုပြီးသုံးနာကြတယ် Euro ဆိုတာပေါ်လာတာမကြသေးဘူးအဲ့ဒါဘာပြလဲဆိုတော့ပူပေါင်းဆောင်ရမှုသည်အားလုံးတွေအကျိုးရှိတယ်ဆိုတဲ့ဟာညွှန်းနေတာအဲ့လိုကာလမျိုးကျွန်တော်ပြည်내သားဆိုပြီးယူဆအများများတင်ပြီးတော့မှကိုပြည်တော်စုတစ်ခုတင်းမှာတော့မှပူပေါင်းဆောင်ရမှုကိုကိုယ့်ဘာသာကိုခြေချုပ်မိရင် အားလုံးတဲ့ဘာနော်ဒီဆိုဂျိုပဲပုံများနိုင်တယ်ကျွန်တော်ယူဆပါတယ်ဒါပြည်နယ်သားဆိုတဲ့ကိစ္စကတော့ကျွန်တော်နေနေကတော့ဟိုဘာပေါ်တော့ဟိုကောင်းကျိုးတဲ့ဆိုဂျိုကိုပုံဖြစ်စေမှာဘာဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တတိထားဆွေးနွေးသင့်တယ်လို့ကျွန်တော်ယူဆပါတယ် Federal Democracy စနစ်ကိုရှောက်လန်းတဲ့အခါမှာ KSSS အုပ်ချုပ်ခဲ့မှုပုံစံနဲ့မတူဘဲ꿰ပြတာကြောင့်အုပ်ချုပ်မှုစနစ်အသစ်တွေအခွင့်အရေးရပိုင်권တွေ တာဝန်တွေနဲ့အာဏာခွဲဝေမှုတွေလည်းပုံစံပြောင်းလဲကျင့်သုံးရမှာတွေရှိပါတယ်။ဒါကြောင့်ပြောင်းလဲကျင့်သုံးလိုက်တဲ့စနစ်မှာအာတာချက်တွေကောင်းကျိုးတွေရှိလာနိုင်သလိုအာနယ်ချက်တွေဆိုးကျိုးတွေရှိလာရင်လည်းဒါတွေကိုလေ့လာသင်ယူပြီးပိုကောင်းတဲ့စနစ်တွေကျင့်သုံးဖို့ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ပြည်내သားနိုင်ငံသားကိစ္စဟာလည်းအဲ့ဒီထဲကတစ်ခုဖြစ်ပါတယ်။